ဒါလို့ဒီနေ့ဆုံးဒါလို့ဒီနေ့ဒီနေ့နဲ့ဆက်လာပါမယ်။ဒီနေ့ဘုရားရဲ့ဖတ်တဲ့ကောင်။အဲ့တော့အဲ့တော့ဘုရားမြတ်ကြီးတိုင်းပြန်လို့ဘုရားမြတ်ကြီးတို့တက်လာကြတဲ့ဆွေးလာကြတဲ့ပြိဿအားလုံးအဖြစ်ပေါ်လို့ဒီနေ့ရဲ့ဘုရားပေါ်မှာသူပြန်လာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ဒါကဘုရားကိုတက်ပါ ကြဘာလို့မှာရှိကြတယ်လူသားမျိုးနွယ်စုအလုံးဟာအမျိုးပါကလူမျိုးမဖွဲ့ကြမနဲ့အလုံးဟာလူသားတွေဖြစ်ကြပါတယ်ဆိုတာကျွန်တော်ပထမဆုံးပြောရကြတယ်ဒုတိယအချက်နေလေလူသားတွေဟာ ဒီကဘာမြေကြီးပေါ်မှာဒီနေ့အသက်ရှင်နိုင်ခွင့်အတွက်တရားဝင်ရည်ကြည်မှုရှိရမယ်လို့ကျွန်တော်ဒီနေ့နေ့ပြောချင်ပါတယ်။အဲ့တော့ဒီပွဲကိုကျွန်တော်သိမှဖြစ်မှာပါ။မိခွန်နေရာလည်းသိများတယ်။အဲ့တော့ကျန်တဲ့ဆရာကြီးတွေအကိုကြီးတွေကထိမ့်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 ဖြေနေတယ်။ကျွန်တော်ကတော့မျက်မြင်ပုံတွေကြည့်ရမှာ။အဲ့တော့အာနာရှင်ဟာ290အုပ်ချုပ်ခဲ့တယ်။မကွဲမရှောင်သာလို့ ညောင်းတဲ့ပင်စီမံကိန်းကြီးနဲ့ဖွဲ့စည်းပုံကိုဆွဲပြီးတော့ပြည်သူရေးဆုံးနာမည်ခံတဲ့ဖွဲ့စည်းပုံနဲ့ရွေးကောက်ပွဲကိုလုပ်ပေးခဲ့တယ်။မြို့သားဒီမိုကရေစီကိုဖွဲ့ကဝင်ရောက်လာတဲ့အခါမှာဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေးဆိုတဲ့လမ်းကြောင်းကိုခိတ်ကျွေးပြီးတော့တော်တော်လေးကိုဝင်ခဲ့တယ်။အစာလဲပေါ်နေပြီ။ဒါကိုမရှုစိတ်နဲ့နောက်ကျောင်းပြန်သွားခြင်းနဲ့23နှစ်မဟုတ်တာလုတ်ခဲ့တာကိုအားမရသိလို့ နောက်ကအင်းကြီးလဲပြီးတော့ငားတဲ့လုပ်ဖို့ကြံစည်နေတဲ့လူတွေရှိပါတယ်အဲ့တော့ဒီနိုင်ငံမှာကဘလူအုပ်ချုပ်နေတာလဲအမရလားတွတ်တော်လားအရာတော်လားခေါ်မင်းရှိတယ်ဆိုတာခဏလေးသိဖို့လိုပါတယ်ကျွန်တော်ပြောပြပါပြီခဏခဏကျွန်တော်မျက်စုံစီပံကုန်းကြောင့်လည်းကျွန်တော်စဖောက်ခွဲတာပဲအဲ့တော့ ီအရေးကြီးဟာရခိုင်မှာဒီမွတ်စလင်နဲ့ဗမာဆိုတာနှစ်ပေါင်းများစွာနေခဲ့တာကျွန်တော်မျိုးသမီးလည်းဆိုက်တွင်တူပါနော်ဒီထုံးတာမရှိပါဘူးဒီကြောက်ဒီမော်စီမံကိန်းကိုဘယ်လိုဖန်တီးရလဲအဲ့ဒီကျူးလို့နဲ့အရှင်းသားတယောက်ကထောင်ထဲမှာဘာကြောင့်သုံးကူကိုတတ်သိသွားတာလဲ ကယ်ဆင်းမတိုင်အောင်ထောင်ထနေတဲ့နိုင်ငံမှာတောင်ကုန်းပါမူဆလင်ဆယောက်ကိုကားပေါ်ကဆွဲချက်တတ်တာအခုပေါ်ပြီလားဒါကဒီလူလူတို့ပေါ်သားပြုတဲ့ဒီမိုကရေစီလူပေါ်မှုမဖော်ဆောင်နေတဲ့အတွက်ကြောင့်စနစ်တကျကြံပြီးနေတဲ့လူတွေရဲ့အပြုတ်မှုဆောင်ရွက်ဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်ထပ်ပြောမယ်မြန်မာဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာဒပင်းမှာ အစိုးရကြံစီတဲ့လောက်ကြမူကြီးတဲ့မပင်လို့လွတ်လာပါတယ်။ရိုက်တဲ့လူကဘာမှမဖြစ်ဘဲနဲ့အရိုက်ခံရတဲ့လူကထောင်ကြပါတယ်ခင်ဗျာ။အဲတော့ဒီကိစ္စတွေဟာခုနကပြောတဲ့လူတစုတို့ဘာတို့မင်းတွေပါနဲ့စင်ကြီးတစ်ကောင်လုံးမိနေမှာတော့ခင်ဗျားတို့စင်ချီယာကိုလိုက်မချားနေပါနဲ့။အဲတော့ ကျွန်တော်ဒီမြန်မာဒါနိုင်ငံရေးနဲ့ပတ်သက်လို့ပြောတာပါ။ဘာသာရေးနဲ့ပတ်သက်လို့ကတော့ဆရာတော်ကဏ္ဍတော်များရှိမှာ။ကျွန်တော်တို့ကိုးကွယ်တဲ့ဗုဒ္ဓမြတ်စွာကအကုသိုလ်တရားကိုလောဘဒေါသမောဟဆိုပြီးတော့ပြောခဲ့ပါတယ်။အကုသိုလ်တရားကိနာတော့အလောဘအရောဓအာမောဟပဲဖြစ်ပါလေ။အဲ့တော့ဒီနေ့ဗုဒ္ဓဘာသာဝင်အမိခံပြီးတော့လုပ်နေတဲ့လူတွေဟာလောဘဒေါသမောဟကိညာရဲ့လား။ ယမတော်တရားဖြစ်တဲ့မေတ္တာဒိဋ္ဌာမုဒိတာဥပိ္ပခာဆိုတဲ့တရားနဲ့ဟောပြည့်စုံရင်လားဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာရဲ့အလုံးကြီးကိုယ်အလုံးကိုမလုံးကြလို့ဖြစ်နေတဲ့ပြဿနာကြီးပါပဲခွေးရခွေးလုံးလုံးရမယ်နွားနွားလုံးလုံးရမယ်လူဝလူလုံးလုံးရမယ်ကိုယ်အလုံးကိုမလုံးရင်ပြဿနာဘယ်တော့မှကြီးမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဘုရားဘာသာရဲ့အန္တိမယူဝချက်က ဝိမု ക്തി ပါပဲ။အန္တရာကလွမြောက်ဖို့နိဗ္ဗာန်မြတ်ဖို့ကိုပြုနိုင်ဖို့အဲ့ဒီဝိမု ക്തി တရားကိုကျွန်တော်တို့ဆေးရှုနိုင်ဖို့အတွက်အပမရဆိုတဲ့တရားကိုကျွန်တော်တို့လက်ဝယ်ပါအများရန်ထားပြီးတော့လောဘဒေါသမောဟခြင်းလာလောက်ပါပါမယ်။ကိုယ်နဲ့မဆိုင်တာတွေကိုကောင်းပြောမြောက်ပြောလျှောက်ပြောလုပ်နေလို့ရှိရင်ဒီနိုင်ငံရေးတံပြားကြီးတွေမှာမျက်စုကြိုက်နေဆရာကြိုက်နေလိုက်ပြင်းနေလို့ဖြစ်ပါမယ်။အဲကြောင့်မြေနယ်အခန်းကြီးမှာလည်းဘာသာရေးအကြောင်းပြပြီးတော့မွေးပူရာကင်းမဖောက်ကြပါနဲ့။ ်ဘလူနဲ့လက်ထက်ရင်ဘာဖြစ်မလဲဘလူနဲ့လက်ထက်ရင်ဘာဖြစ်မလဲသူကြိုက်တယ်သူလက်ထက်မယ်ကျွန်တော်တို့ဟာနိုင်နိုင်ရေးလုပ်တဲ့အခါမှာကာလဒေသပယောဂဆိုတဲ့အချက်၃ချက်ကိုကြည့်ရမယ်ဒီနေ့ဟာ GCBA YMBA ခင်မဟုတ်တော့ဘူးလက်တပြုများမှလွယ်၍ဖျားပေါ်တွင်ဖဏမစီရဆိုတဲ့ခင်မဟုတ်တော့ဘူးအဲ့ဒါကြောင့်မလို့ခင်တော့ပြန်ဆွဲပြီးတော့ မကြိုက်နေတဲ့ဥပဒေတွေကိုကိုယ်နဲ့မဆိုင်ပြီးတော့မလုပ်ကြပါနဲ့ကိုယ်နဲ့ဆိုင်တဲ့ဝိမုတ်တိတရားများကိုလှုပ်ပြီးတော့လူများကိုတန်တရားမှလွမြောက်စေချောင်တရားများကိုသာဟောကြားလိုပါတယ်။ဒီကမီဒီယာကိစ္စဆိုလို့ကျွန်တော်ပြောပြပါမယ်။မနေ့ကကျွန်တော်တို့မော်ပြီးမှမမော်ဆရာတော်လည်းပါပါတယ်ဆရာတော်ရှင်စေကိမလာတို့ကပြည်ပခအများကြောင့်နိုင်ငံတကာတွင်ဗုဒ္ဓဘာသာအပေါ်အထင်မြင်လွဲမှားမှုများရှိရာ ဗုဒ္ဓဘာသာကိုငြိမ်းချမ်းသည့်ဘာသာအဖြစ်ကဘာကသိစေရန်ပြဿနာများအားငြိမ်းချမ်းသောအဖြစ်ရှင်းနိုင်ရွယ်ဩဝါဒခံပွဲဆိုပြီးတော့တကယ်သုံးခါမနိုင်သီးသားတဲ့သတင်းမှကမျိုးဖော်ပါတယ်ဒီမှာဒါကဘလူတော့ကျွန်တော်ပြောဖျောက်ပြီးမှပါ new watch ဘုရားဘာသာဝင်အမျိုးသမီးများလက်ထက်ဆင်းရဲဆိုင်ရာဥပဒေမူကြရေးဆွဲပြီးသွတ်တော်တည်မြီဆိုပြီးတော့ရှင်းစေကိန်းနောက်အလွယ်ဆုံးသားလုပ်ထားပါတယ် ဲ့တော့စင်ကြီးတွေ့ပါပြီစင်ချီရမရှာပါနဲ့နောက်ဆုံးကျွန်တော်ပြောချင်တာကဒေါအောင်ဆန်းစုကြည်ရဲ့ရင်းဥလွင်ကြီးစင်မှာကျွန်တော်အစအလယ်ဆုံးတောင်းယူခဲ့ရပါတယ်ခီးကြောင်ခီးလည်းကြောင်လုံရွေးအတွက်လည်းကျွန်တော်အစာဆုံးသွားတဲ့အခါမှာပလိတ်မျိုးမှာဒီလိုသွားခြင်းဆိုတဲ့တက်ဖွဲ့ယုံကိုကျွန်တော်တွေ့ခဲ့ပါတယ်နော်အဲ့ဒါတရားဥပဒေစိုးမိုးဘယ်လောက်ရှိလဲဒီမှာပုံသမီးရဲ့ပြုတ်တက်တာဖွဲ့ရ တတိနောက်တွေကြိုက်တဲ့ဟာယူပြေးကြပဲအဲ့တော့ကျွန်တော်နောက်ဆုံးပြောချင်တာဒီအာနာရှင်ဇက်သိမ်းမှာကျွန်တော်တို့တိုင်းလူပြည်သားတွေကဒီမိုကရေစီပန်းနယ်ကိုရောက်ပြီးတော့လူမှုရေးဘာသာရေးပါဒနာရေးကိုကောင်းမွန်စွာလုပ်နိုင်မယ်လို့ပြောကြရင်ကျွန်တော်ဒီအုပ်ချုပ်ပါတယ်